ားလုံးကိုသာလေးစားပါကျွန်တော်ရဲ့ APR Arcan မြန်မာ YouTube channel လေးကနေနေ့ထူစွာပြန်လေးကြိုးဆိုလိုက်ပါတယ်ဒီကနေ့တော့တရင်ကောင်းစင်တွေမှာပဲလမ်းဆွန်ပြီးတော့နေတဲ့သူတွေအတွက် CDM နန်း CDM မူဝါဒနဲ့ပတ်သက်တဲ့တုံ့တက်ချက်အဆောင်ပါလေးတစ်ခုကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်နောက်ဆက်ပေးကြပါအောင်ဗျခစ်တဲ့တရင်ရေးသားချက်ကို KNU ကထုတ်ပြန်တာကရှင်းပါတယ်ကိုတူလေးနိုင်ငံအဖြစ် KNU ထူထောင်မယ်လို့ခစ်တဲ့ကရေးတာပါ KNU ကကိုတူလေးနိုင်ငံဆိုတာအရင်ကအချိန်လေးလို့ရှင်းပြထားပြီးတော့အနာဂတ်ဖက်ဒရယ်ပြည်ထောင်စုမှာတော့ကိုတူလေးဖက်ဒရယ်ယူနစ်အဖြစ်ပါဝင်မှာဖြစ်တယ်ခစ်တစ်ကအတိတ်ပြန်မှာရင်ဖွင့်ဆိုတာဖြစ်တယ်လို့ရှင်းပြပါတယ်တနေ့ကစီရီယန်နိုင်ငံဝန်ထမ်းဥပဒေကို CRPH ကအတည်ပြုထုတ်ပြန်ပါတယ်။တခါနိုင်ငံဝန်ထမ်း CDN ဝန်ထမ်းတွေကိုတိုင်ပါဝင်ပြီးတော့နှစ်နှစ်ကြာရေးသားပြုစုခဲ့တာလို့အကြံဖြန့်ထက်လာသိရှိနိုင်ပါတယ်။ ခေတ်တည်တဲ့င်းမှာစစ်ကောင်စီလက်အောက်ခံနန်းစီဒီယံဝန်ထမ်းတွေကိုနိုင်ငံတော်ပုံကံမှုမှာပူပေါင်းပါဝင်မှုအပါဝင်ပုံမှန်များစွာနဲ့တရားစွဲအရေးယူမဲ့ဥပဒေပြဋ္ဌာန်းလို့ကောက်စာကောင်းစဉ်နဲ့ဖော်ပြပါတယ်တရင်မီဒီယာတွေရဲ့တရင်ကောင်းစဉ်ဖော်ပြမှုတွေကသူတို့ကိုယ်ပိုင်အစီအစဉ်ဖြစ်ပြီးတော့နောက်ွေကအကြောင်းအရာတွေလည်းရှိနေတတ်ပါတယ်ဒါတွေကသဘောပါပဲတရင်ဖက်ရှုသူကိုယ်တိုင်ကတော့ကောင်းစဉ်မှာပဲလမ်းမဆုံဖို့အတိတ်ကလိုတာပါ ခုခေတ်မှာအချက်အလက်တွေကအားလုံးလက်လန့်ပြီးအစင်သက်နေပါရှိပါတယ်ဥပမာဒီ CDN ဝန်ထမ်းဥပဒေဆိုတဲ့ CRPH ကအစအဆုံးတပုံရှင်းတင်ပြထားတာပါနောက်ထပ်လင့်တစ်ခုခုကိုတော့ထပ်ဝင်ပြီးတော့ဖတ်ဖို့မလိုပါဘူးဒီလိုလွလွကူကူဖတ်ရှုနေတာမို့တူချင်းစီ ပြည်သူဒိန်းကလည်းပဲစိတ်ဆန္ဒအထက်ဖတ်ရှုဖို့လိုပါတယ်တော်ဆန်းစုကြည်ပြောတဲ့ပြည်သူတွေဟာကိုယ့်အခွင့်အရေးနဲ့တာဝန်ကိုအမြဲတွင်းမြဖို့ဆိုတာဒါကိုပြောတယ်လို့ထင်ပါတယ် CDM နန်း CDM နဲ့ပတ်သက်ရင်ဥပဒေနဲ့အညီလောက်ရမယ်ဆိုတာကိုအမြင့်ပြောခဲ့ပါတယ်။ဒေါ်ဆန်းစုကြည်ကိုတိုင်ကလည်းဥပဒေကိုယုံကြည်သူဖြစ်ပါတယ်။ဥပဒေရလောက်ဖို့ဆိုတာကစိတ်ခံစားခြင်းနဲ့တုံ့ပြန်တာမဟုတ်ဘို့အထင်အကွက်နဲ့တရားဥပဒေစုံမမှုရဲ့အခြေခံအောက်မြင်ပါ။နေပြည်တော်ထမှာအတုရောင်တရားရုံးနဲ့စီရင်ရှိချတာတော့ဒေါ်ဆန်းစုကြည်ဓာရီဟာတကယ်တရားခွင့်မဟုတ်ဘူးဆိုတဲ့အမှတ်ရှိပေးခဲ့ပူပါတယ်။ တရားသူကြီးလုံနေစာရိတ်နေသူတွေဟာတကယ့်တရားရေးဝန်ထမ်းပြည်သူဝန်ထမ်းတွေမဟုတ်ဘူးလို့အတိတ်ပဲကြောက်ယူနေပါတယ်။ဒါကြောင့်လေဒေါ်ဆန်းစုကြည်ကအတိတ်ပဲမဲ့တဲ့အရာတွေလို့ all apps လို့သုံးပြီးတော့ကဘာခသိအောင်ဆက်ပြီးလုပ်ပေးဖို့မစ္စတာရှောင်းတာနေကိုမြစ်တာရခံခဲ့တာလေးဖြစ်ပါတယ်။၂021အစပိုင်းမှာအလုံးစိတ်ကန်စားချက်အမြင့်ဆုံးအချိန်ဖြစ်လို့ NaN CDM ဆိုတာကိုလုံးဝမမြင်လို့မကြားလို့ဖြစ်ခဲ့ကြပါတယ်။ဒေါ်လန်ရဲ့ ချိန်တစ်ခုရလာတော့နန်းစီဒန်တွေအထက်မှာလည်းမတက်သားလို့လုံနေရသူတွေနန်းစီဒန်ပေမဲ့တော်လန်ရဲ့အတွက်လိုအပ်တဲ့အချက်အလက် ပေးသူတွေအများကြီးရှိတယ်ဆိုတဲ့အချက်နဲ့ဒီလူတွေဟာလည်းတော်လန်ရဲ့အတွက်အချို့ဖြစ်စေတယ်ဆိုတာကိုအရှိတရားဖြစ်လက်ခံလာကြတာပဲဖြစ်ပါတယ်။ဒါကြောင့်လေဒီလူတွေကိုဖျေးသီးလို့ခိုးခဲ့ကြပါတယ်။ဖျေးသီးလို့ခုံမင်းလို့ဘေးသူရွေးတလိုက်တယ်လေတော့မပြောတတ်ပေမဲ့နှပ်ပါပြီးပေါ်ပါတဲ့စကားလုံးရွှေ့ရှင်မှုလို့မြင်ပါတယ်။တကယ်အတိတ်ပဲရှိတဲ့စကားလုံးတွေပါ။ ဖရဲသည့်လူသားတွေဟာတချင်ကြတရားရုံးမှာဖြစ်ဖြစ်တက်ဆိုင်ရာရုံးတွေမှာဖြစ်ဖြစ်တက်သေးတင်သွင်းထုရှည်ပြီးတော့ဥပဒေရဲ့စောင့်ရှောက်မှုကိုရကြမှာဖြစ်ပါတယ်ကို့နာမည်နဲ့ကို့ဂုံတိုက်ခါကိုလည်းပြန်စည်ယူပြီးသားဖြစ်ဥမှာပါဥပဒေအရဆိုရင်ဘသူမဆို ထုရှည်တင်ပြပိန်ခွင့်ရှိကြမှာပါမင်းအွန်လိုင်းကိုမင်းအွန်လိုင်းကိုစစ်မြေပြင်မှာထိုက်တဲ့တွေ့ရင်ရှင်းလင်းကြတာမျိုးကလို့ရင်လက်ရဖန်စီရမိဒါဆိုရင်တော့တရားရုံးပဲတင်ကြမှာဖြစ်ပါတယ်မင်းအွန်လိုင်းတို့စိုးဝင်းတို့လိုအဆင့်မျိုးတွေအတွက်မမြုံလင့်နိုင်တဲ့ ဖြစ်ရမျိုးကတော့တတိယတခြားကိစ္စရှိမှာဖြစ်ပါတယ်အခု CRPS ရဲ့စီဒန်ဝန်ထမ်းဥပဒေကိုတေချာဖက်ကြည့်ကြပြီလားတိတ်ရှင်းလွန်းတဲ့ဥပဒေကြီးလေးမဟုတ်တလို့ခက်ခဲနေနေတဲ့စကားလုံးတွေလည်းမပါပါဘူးနန်းစီဒန်ဆိုတိုင်းတော့တိမ်ကြုံရမ်းတမ်းပြီးတော့အရေးယူမယ်ဆိုပြီးတော့မျိုးလေးရေးထားတာမဟုတ်ပါဘူးလူတိုင်းအတွက်သူ့အတိုင်းအသူ့အထာနဲ့ပဲဆောင်ရွက်မှာပါဒါကြောင့်ဥပဒေပါစာကိုတေချာမဖက်ပဲရန်သူတို့အောင်မလုပ်သင့်ဘူးတော့ အရေးမကြီးတာတွေမလုံနေတော့ဆိုတဲ့တစ်ဖက်ကအကျိတ်စိတ်ဝါးစကားမျိုးတွေကိုကမပြောမပြအောင်တတိထားဖို့တွေတတိပေးချင်ပါတယ်စီဒီယံဝန်ထမ်းတွေကကိုဖက်ကသူတို့ကိုတိုင်ကဒါမျိုးတွေရင်းနေတာကိုဖတ်ရင်ဘလို့ခံစားရမလဲဆိုတာ CDM ဝန်ထမ်းတွေကိုကိုချင်းစားစေချင်ပါတယ် CDM ဝန်ထမ်းတွေဆိုတာအမျိုးမျိုးအသက်တွေသွေးတွေဘဝတွေမိသားစုတွေကိုပိတ်ဆက်နေကြတဲ့သူတွေပါ ဒီဥပဒေဟာနန်းစီဒန်တွေကိုအခြေယူမဲ့ဥပဒေထက်စီဒန်တွေအတွက်အာမခံချေဥပဒေလေးဖြစ်ပါတယ်နှုတ်တရားစတဲ့လုံးမှာစီဒန်တွေဆိုတာဘသူစီကားမှဘာကိုမှမျှော်လင့်ပြီးတော့စီဒန်လုတာမဟုတ်ပါဘူးသူတို့မှအခိန်ခန့်ဆုံးတော့ခံယူခြင်းနဲ့ဂုံတိတ်ခါရှိကြပါတယ်ပွင့်ပွင့်လင်းလင်းပြောရရင်တော့လက်ဖြန့်တောင်းတဲ့လူစားမျိုးတွေမဟုတ်ကြပါဘူးဒါကြောင့်စီဒန်တွေကို အခုဘသူတွေအခုထမင်းကျွင်းနေလေပါလေ တစ်ဖက်ကလမ်းကြောင်းထားတဲ့ဇကားတွေနဲ့ပါပါပုတ်ခတ်ဆိုကတ်တာမျိုးဆိုကားတာမျိုးကိုလည်းလက်မခံနိုင်ပါဘူး CDN တွေဟာလူထုတွေကလူသားတွေဖြစ်ပြီးတော့လူထုနဲ့အတူ ရုန်းကန်နေကြတဲ့သူတွေဖြစ်ပါတယ်။ဂုံယူလို့စောင့်ချောင်းကူညီပေးတာမျိုးပဲဖြစ်ရပါမယ်။ CDN လှုပ်ရှားမှုဟာဝန်ထမ်းထူကြီးကစတင်ခဲ့တဲ့ပြောင်မြောက်တဲ့လှုပ်ရှားမှုဖြစ်ပါတယ်။ခေတ်အစစ်အစစ်မှာဝန်ထမ်းထူရဲ့လှုပ်ရှားမှုဆိုတာ မြင်ဖူးပါသလားအစပိုင်းမှာဖေကျိုးလှုပ်ရှားမှုတွေကနေနောက်တော့ရုံမတည်ရေလှုပ်ရှားမှုတွေစီကုပြောင်းသွားခဲ့တာဖြစ်ပါတယ် CDM ဆိုရင်အယိုးကြည်ကြည်အရေခန်းခန်းပေးကြီးမကြီးဒုက္ခလိုက်ပေးနေတဲ့ရစ်စက်တဲ့စစ်အာဏာရှင်တွေအောက်မှာအခုချိန်လင်းနှစ်ကျော်ရဲ့နေ့ရက်တရက်ချင်းစီကိုဒီကနေ့အထိဆုံးဖြတ်ဖျက်ဆီးနေရတဲ့ CDM ဝန်ထမ်းတွေရဲ့ဘဝတွေသူတို့ရဲ့မိသားစုတွေရဲ့အခြေအနေတွေကိုကိုချင်းစာကြည့်ကြဖို့လိုပါတယ်အဲ့ဒါကြောင့် ဝန်ထမ်းတို့ရဲ့စီရင်လှုပ်ရှားမှုဟာအများပြည်သူအကြံဆောင်ရွက်တဲ့လှုပ်ရှားမှုနဲ့သဘောတဘောကမတူပါဘူးဘလို့အုတ်ချုပ်ရဲ့စနစ်မှာမဆိုဝန်ထမ်းဆိုတာရန်တရားရဲ့အခြေခံ ဖြစ်ပါတယ်ဒါကြောင့်သဘောတဘောကအတူထက်တူမပြုတ်ရဘူးလို့ဆိုလိုတာဖြစ်ပါတယ်ဒီ CDM ဥပဒေကပြည့်ပြည့်စုံတဲ့ဥပဒေတရားမဟုတ်သေးရင်တော့အပြစ်အဝါထောက်ခံဖို့လိုပါတယ်။ရှိကိုရှိတဲ့စာရွက်စာတမ်းတရားလေးဖြစ်ပါတယ်။တချင်ကြစကားပြောလာမှာပါ အခြားအသေးစိတ်တွေကတော့အချိန်ကျဥပဒေပြုတ်လွတ်တို့ထင်းနဲ့လူတို့ကြားတယ်ဆွေးနွေးရမယ့်ကိစ္စတွေပါဝင်ပါတယ်။ခန်းစားခြင်းနဲ့စကားပြောရမှာမဟုတ်ဘဲဥပဒေနဲ့စကားပြောရမယ့်စကားပြောရမှာတွေဖြစ်လို့ပေါ်ဆန်းစုကြီးကဥပဒေဆိုတာ level တရားနဲ့ဥပဒေတွေဖြစ်ဖို့လိုပါတယ်လို့ဆိုဖို့ပါတယ်။အခုစီဒီယံဥပဒေဟာလေတရားမျှတမှုကိုတကယ်ပဲကိုးစားပြုနိုင်ဖို့လိုတာရှိရင်ဝိုင်းဝန်းထွက်ပြကြဖို့သာလိုပါတယ်။ ဒေါ်ဆန်းစုကြည်ကစစ်တပ်ကအနာသိမ်းတာကိုလုံးဝလက်မခံပေးနဲ့တခိနဲ့ဆန့်ကျင်တုံ့ပြန်ကြဖို့စာရေးတာခဲ့တာလေရှိပါတယ် CDN လှုပ်ရှားမှုဟာဒေါ်ဆန်းစုကြည်ရေးခဲ့တဲ့စာတွေကသဘောတရားကိုအထင်ရှားဆုံးပြနေတဲ့တင်ကြတာပဲလို့တင်စားနိုင်ပါတယ်ရှင်းရှင်းဝန်းဝန်းလေးဆိုနိုင်ပါတယ် CDN မရှိရင်တော်လန်ရေးကြီးရှိလာမလားဆိုတာကိုလေမိဘပြည်သူတွေတွေးကြည့်ကြပါ CDN ဝန်ထမ်းတွေရဲ့ပိဆက်နေရတဲ့အသက်တွေသွေးတွေဘဝတွေဒါတွေကိုထက်တွေ့ကြဖို့လိုပါတယ်လိုတာရှိရင်ထပြနိုင်ပေမဲ့ဇုံလုံးကန်းကြီးတော့မလုတ်ကြဖို့လိုပါတယ်လုံးဝကန့်ကွက်ရှုံချတယ်ဆိုတဲ့အဆင့်ဟာ CDN ဝန်ထမ်းတွေကိုစုကားလိုက်ရရပါတယ်ဟုတ်ကဲ့တည်င်းခေါင်းစဉ်တွေမှာပဲလမ်းဆုံနေကြသူတွေကိုကြိုးချင်တာဖြစ်ပါတယ် ပဒင်းခေါင်းစဉ်တွေမှာလမ်းဆုံးပြီးတော့နဲ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 ့ဝေဖန်လို့မရပါဘူးအဆုံးထိတစ်သေးချာချာလစ်လစ်နဲ့နဲ့ဖက်ပြီးတော့မှလိုအပ်တာကို ဝေဖန်ထွက်ပြတာမျိုးကိုလက်ခံနိုင်စရာအများကြီးရှိပါတယ်ဒါဟာဥပဒေကိစ္စဖြစ်ပါတယ်ဥပဒေနဲ့ဖြည့်ရှင်းရမယ့်အရာဖြစ်ပါတယ်တစ်ချိန်ချိန်မှာဥပဒေနဲ့ဖြည့်ရှင်းရမယ့်အရာတွေကိုလက်ရှိအချိန်မှာကြိုတင်ပြင်ဆင်ထားဖို့လိုပါတယ်ဥပဒေမရှိဘဲနဲ့ နောက်ကြုံလာမယ့်ပြဿနာတွေဒီဝိဝါဒအကွင့်မှုတွေကိုဘယ်လိုဖြေရှင်းကြမလဲဒါတွေကိုကျွန်တော်မိဖပြည်သူတွေရောထက်တွေ့ကြဖို့လိုပါတယ်အခုရန်သူအကျိတ်တစ်ဖက်သားအကျိတ်လိုက်ပြီးတော့ကျိုးနေဝေဖန်နေကြတဲ့သူတွေဟာဘယ်လိုလူတွေလဲဆိုတာကိုလေလစ်လာကြည့်ကြပါအောင်မင်းကထွက်ခါနေပြောရတာငါကတော့ကျွန်တော်ရဲ့ကျွန်တော်ရဲ့မဟုတ်ဘူး တင်ပြမှုလေးဖြစ်ပါတယ်ဆောင်းပါတစ်ခုကိုကိုကပြီးတော့တင်ပြလိုက်တာဖြစ်ပါတယ်ချက်တီးကိုရောက်ချလိုက်ပြစ်ချသွားအားလုံးပဲဒါမဖြစ်သေးဘူးသူကျေစုတင်ပါလေဘောနော်စီရီယန်နန်စီရီယန်တို့ဒီအခုဒီအမစစ်သားလုံးကိုဥပဒေနဲ့ပတ်သက်ပြီးတော့တင်ပေးလို့ပဲတို့ပညာအကျံပြုထပ်ပြစရာရှိရင်ဒါပဲဖြစ်ဖြစ်အဖြူစိုးကိုပတ်ရှိနေတယ်ပြောညောမဆွေးနွေးနိုင်ပါလေဟုတ်ကဲ့ပါခင်ဗျအဆုံးထိကြည့်ရှုပေးခဲ့ကြတဲ့ ကျွန်တော်တို့ရဲ့တော်လန်မိဘပြည်သူအားလုံးကိုအထူးကျေးဇူးတင်ရှိပါတယ်။အားလုံးဘိတ်ကင်ကျမ်းမှာကြပါစေခင်ဗျာ။ကျွန်တော်ဒါမှမဟုတ်နိုင်ငံတော်အတွက်အသက်ပေးပါရယ်။အသက်ပေးပါဆိုတဲ့ဒါကောင်းမကောင်းတဲ့နေရာကောင်းတော့ကောင်းခြင်းတစ်ခုပဲပေါ့နော်။အဲဒါကြောင့်မို့လို့ညီမတို့ကပိုတီကြောင့်ဝါတာညီမအမေတွေဆုံရှုံလဲရတာမဟုတ်ဘူး။တခြားသောမိသားစုတွေရဲ့မိသားစုဝင်တွေပါဆုံရှုံထားရတာအသက်ပေါင်းများတယ်။အဲဒါကြောင့်မို့လို့ညီမတို့ဒီစစ်အာဏာရှင်ရအောင်တိုက်ထုတ်မယ်။အဓိကကတော့ ဒီ CDM မပါဝင်သေးတဲ့အစိုးရဝင်တဲ့နေအကုန်လုံး CDM မှာပါဝင်ပေးမယ်ဆိုရင်တော့ညီမတို့ဒီအာနာရှင်မျိုးတိုက်ထုတ်ဖို့ကပို့ပြီးတော့တေးစာတလောက်ရှိပါဟုတ်